မိုက်သွားကြုံပြီးတော့ကြိုးစားခဲ့တယ်။ခင်ဗျာကျုံ့မောင်တော်လေးကိုတတ်တတ်တန့်ကချနေရ။အဲအဓိကအခက်အခဲဆုံးအပိုင်းကကြတော့ကိုမင်းမြတ်ကိုကြည့်ပြီးတနာရတာ။အဲ့ရဲ့ပြောခြင်းတဲ့ဇကားတွေပြောခိုင်းတဲ့ဇကားတွေကိုပြောမထွက်ဘူး။ဒီမလေးပြောတော့မတိတ်ခါကြလဲ။ကိုကြီးအဲ့ဒါမတွေ့မိလား။ငယ်မပြောမနေပါနဲ့ဟာ။ကိုကြီးကပညာမှမတက်တာ။ငါလွန်သွားပြီလား။ဆိုတော့ character ရတော့အဆင်ပြေတယ်။ကျွန်တော်အပြင်ကျွန်တော်ရဲ့ စိတ်နဲ့ကြည့်တဲ့အချိန်မှာအာကျွန်တော်မျက်ရည်တွေပါလဲလာတယ်စာကောင်းနေဆိုရင်စာဝမ်းဝမ်းသာစာပေါ့နော်ဒါဆိုရတယ်တအားကိုမှတ်ရိုင်းထားတယ်တအားကိုရိုင်းဆိုင်ထားတယ်ကျွန်တော်မောင်နှမအခုလိုစင်းစင်းရဲနဲ့လူတန်းစီမနေနိုင်တာလေအဖေနဲ့မညံ့လို့ဖေးပါစကားပြောရအဖေနဲ့မရအတော့မကြဘူး ဒီကားရဲ့ character ဟို trailer နဲ့တက်ပြီးသွားပြီဆိုတော့ဒါတော်တော်များသိပြီးလောက်ပါပြီဆိုတော့ဒါဆိုးပါတယ်ဒါဆိုးရတယ်တအားကိုမယိုင်းထားတယ်တအားကိုယိုင်းဆိုင်ထားတယ်ဆိုတော့သူရကကိုယ့်ရဲ့အကူပေါ်မှာဒါဆိုးတဲ့ character မျိုးပါဟုတ်ပြင်ဆင်နေပြကျွန်တော်အာရုပ်ပိုင်းဆိုင်ရာမှာဆိုရင်ဒီခက်ဆိုးဆိုးလူငယ်တယောက်ဖြစ်အောင်လို့ကျွန်တော်စပင်းတွေအကုန်လုံးကောက်ပစ်လိုက်တယ်ပြီးတော့ character တအားကိုဆင်းရဲတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အသားတွေဆိုလည်း အဲညိုပြစ်တယ်ဗောနော်ညိုတော့လက်ပြက်တွေပါဝတ်တဲ့ချိန်အားသာတကိုလုံးနှီးပါဗောနော်ခြေတော့ရိုက်မယ်ဆိုခြေတော့ဒီအကုန်လုံးအဲ့လိုမျိုးညိုချရတာမျိုးလို့အဲနည်းနည်းလေးနွမ်းတဲ့ဘက်ရောက်အောင်ဒါအဝတ်စားတွေအားသာအဲဘလို့လဲဆိုတော့ဒါဟိုကိုညီပေးတဲ့သူကလည်းကျေးဇူးများတင်ပါတယ်ဆိုအဲဒီဒီအဟောင်းဗောနော်အဝတ်အဟောင်းတွေကိုမပေတော့တဲ့အနေမှာအဲသူများမတုံးတော့ရောင်းမရတဲ့ပယ်တွေဒီကိုမှကျွန်တော်အဲ့ဒါကိုရွေးပြီးတော့မှအဲ့ဒါတွေဝစ်ခဲ့တာဗောဗျာဟုတ်ကဲ့ ဲအဓိကအခက်အခဲဆုံးအပိုင်းကကြတော့ကိုမင်းမြတ်ကိုကြည့်ပြီးတဏှာတာအဲ့ရဲ့ပြောခြင်းတဲ့ဇာကားတွေပြောခိုင်းတဲ့ဇာကားတွေကိုပြောမထွက်ဘူးဆိုတော့အဲ့ဒီဟာအရန်ခက်ခဲတယ်ဒီကိုအကူတယောက်ဖြစ်ကျွန်တော်မှလည်းအကူရှိအောင်အဲကျွန်တော်အကူပြင်ရအကူလေကျွန်တော်မပြောထွက်ပါဘူးလုံးဝရိုင်းဆိုင်တဲ့ဇာတ်ကောင်မပြောဘူးယနေ့အသက်ကြီးတဲ့အချိန်ထိကိုဆိုတော့ကျွန်တော်အကူအရင်တယောက်လို့ကျွန်တော်တကယ်ခံစားထားတဲ့အချိန်မှာ ကျွန်တော်ဆိုးရမယ့်ဟာကိုကိုမျက်မျက်မျက်လုံးကိုကြည်ပြီးတော့ကျွန်တော်ကမဆိုးနိုင်ဘူးကျွန်တော်မမတ်ရိုင်းနိုင်ဘူးဗျာဒီလားဒါမဲ့ငါငါဒီမရိုင်းမအောင်ရမယ်ငါရိုင်းဆိုင်မအောင်ရမယ်ဆိုတဲ့စိတ်နဲ့အဲ့လိုအတင်းကိုကျွန်တော်ကြိုးစားပြီးတော့အရန်ကိုစွမ်းကုန်ရိုင်းဆိုင်ထားပါတယ်။အာကျွန်တော်အဲ့အဲ့ဒီဆင်းရဲတုံးကတော့ကျွန်တော်ရိုက်ပြီးသွားတဲ့အချိန်ကိုမြင်းမြတ်အတွက်ကိုတဆင်းပြန်ချိုးတာပေါ့နော်။ချိုးတဲ့အချိန်မှာကျွန်တော်တော့မော်နီတာမှာကြည့်နေတဲ့အချိန်မှာ ဟာငါလွန်သွားပြီလားဆိုကရက်တာရတော့အဆင်ပြေတယ်ကျွန်တော်အပြင်ရဲ့ကျွန်တော်ရဲ့စိတ်နဲ့ကြည့်တဲ့အချိန်မှာအာကျွန်တော်နေရီတွေပါလဲလာအဲ့မှာအဲ့မှာတချင်းလေးဖွင့်ထားပြီးရောအဲကွန်မြူနီကိုရိုက်နေရကျွန်တော်ကျွန်တော်မော်နီတာမှာထိုင်ကြည့်တဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်မျက်ရည်လည်ပြီးရယ်အရန်တနာလုံးလို့ပေါ့ဘုကပါပဲဟာညီမလေးလည်းတီဗီရောကဖြစ်နေတယ်လေထမင်းတူတူမစားခြင်းပါထမင်းလည်းဆိုအတူမစားခြင်းညာဟုတ်လားအဲ့မှာကျွန်တော်မျောတကုံမိုက်ပုံကြီးမှာရိုက်ရတယ်ရိုက်ရတဲ့အချိန်မှာ အကုန်မင်းကရှေ့မှာရိုက်နေကျွန်တော်ကမိုက်ပုံရိုက်ရတယ်မှာကျွန်တော်တို့ဆင်းနေမှာပေါ့ဘူးပေါ့နော်အပါတဲ့အချိန်မှာအဲ့ဒီမှာကျွန်တော်ကအဲ့မှာမိုက်ပုံရင်ဖိနှောက်မှာထိုင်ပြီးတော့အာနေတာတအားကိုပူချစ်တာမှာအဲ့ချိန်မှာကွာဖနက်ချို့ရိုက်ရတယ်ခန်းဆိုတော့အဒီကျန်းရဲ့အပူတွေရောခေါင်းမှာထိုးထားတဲ့အပူတွေရောဒီအညစ်ကြေးတွေရဲ့အနံ့တွေရောဆိုတော့အာအဲ့မှာအရန်စာနာရတယ်တိလားအရန်ဟောကိုမင်းမြတ်လည်းကြိုးစားပြီးလုပ်နေတာမြင်တော့အာတကယ်လေးစားရတယ် ပြီးတော့ဒီလုပ်ကိုတကယ်လုပ်နေတဲ့လူတွေကိုလည်းတကယ်လေးစားပြန်ရောပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ကလည်းစူးစမ်းပြီးပုံဖော်နေရတဲ့အတွက်ကြောင့်မို့လို့ဒါ writer တွေရောစက်ဖွဲ့တွေရောပေါ့နော်စူးစမ်းနေကြတယ်ပေါ့သူတို့တွေလည်းအားလုံးကျေးဇူးတင်တယ်တကယ်တမ်းအဲဟိုရိုက်ရတဲ့အချိန်မှာတော့ကျွန်တော်တို့တို့ကအဲကွန်ခန်းလေးမှာဗျာသိရမလားဟိုဟိုဟိုဇာညွန်လေးပြောနေရလို့မဟုတ်ပဲねတကယ်မြေပြင်ကိုဆေးမိရိုက်ရတဲ့အတွက်ကြောင့်မို့လို့ ပို့ပြီးတော့ခက်ခဲပါတယ်ပို့ပြီးတော့ကြိုးစားရပါတယ်ရှိသေးတယ်အခု trailer ရဲ့အပြင်ထပ်ပြီးစကားထဲမှာပါတဲ့အစင်းတွေကရှိသေးတယ်တတော်တတော်ဆိုးထားတယ်ပုံမြမြပေါ်မှာတတော်လေးရိုင်းဆိုင်ထားတယ်အဓိကကျွန်တော်ဇက်ကောင်အရန်ကြိုက်တယ်အဲကျွန်တော်အတွက်အခွင့်အရေးတခုလို့ကျွန်တော်မြင်တယ်ဘာအခွင့်အရေးလဲဆိုတော့ကျွန်တော်ကရှေ့မှာကျွန်တော်ကိုမြင်လို့ရှိရင်အဲရေးလို့ဆရာဝန်တို့ယောက်ကအေးတယ်ယောက်ကဟိုဖြစ်တယ်ဆိုတော့အဲ့လိုမျိုး character တွေနဲ့တွားတာများတယ် တော့ကျွန်တော်လှုပ်ချင်တယ်လှုပ်ချင်တယ်ဆိုတော့ကျွန်တော်ပုံစံပြောင်းချင်တယ်အဓိကကျွန်တော် look ကအဲ character တိုင်းမှာလိုက်ပြီးတော့ပြောင်းလို့ရပါတယ်ဆိုတော့ကျွန်တော်ပရိသတ်ကိုလည်းပြသချင်တယ်ဒါလုပ်ငန်းရှင်တွေ producer တွေကိုလည်းပြသချင်တယ်အတွက်ကြောင့်မို့လို့အဲကျွန်တော်ကဒီဇာတ်လမ်းရဲ့အချိန်မှာ okay ငါလုပ်လုပ်ခွင့်တော့ရပြီပေါ့နော်။ဒါငါအကောင်းဆုံးတော့ကြိုးစားမယ်ဆိုပြီးတော့တော့ကျွန်တော်မှာရှင်းပြအင်လိုက်အားလိုက်စောင့်နေကုန်သုံးပြီးတော့အဲကြိုးစားတယ်။ဒါအမှုပညာရေးသည်အဓိကမဟုတ်တော့ဘူး။ကျွန်တော်ရဲ့ အဲလို့အခွင့်အရေးတည်တာအဓိကဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အကောင်းဆုံးတော့ကျွန်တော်စူးစမ်းခဲ့ပါတယ်။နောက်ကြတော့ပုံစံတွေဆိုလည်းအများကြီးပြောင်းခဲ့ပါတယ်။ကျွန်တော်လို့တော့တချို့မှတ်တော့မမှန်မိကြပါဘူး။ဒီကားထဲမှာမိသားကားထဲမှာသူကတော်တော်လေးမဲထားတယ်။တော်တော်လေးရိုင်းထားတယ်။ဆိုတော်တော်လေးစိုးသွမ်းထားတယ်။ဆိုတော်တော်စိုးတဲ့အရာလေးရှိပါတယ်။အပိတ်သက်တွေကိုအပိတ်စေချင်ပါတယ်လို့ပြောချင်ပါတယ်။ခင်ဗျာနောက်လဲနောက်လဲဒီထက်ပို့ပြီးတော့စူးစမ်းပြီးတော့ဒီချက်ကောင်းတဲ့ ီထက်ဒီထက်ကောင်းတဲ့ character မျိုးတွေနဲ့ဒါဆိုပြန်လာခဲ့ပါအောင်မယ်လို့ပြောချင်ပါတယ်ခင်ဗျာ။ဒီနေ့ညနေတင်ပါလဲရပါပြီလို့